အားလုံးပဲမင်္ဂလာပါခင်ဗျာဂျေရီတန်ရီကလည်းပြန်လဲကြိုဆိုပါတယ်အခုမြင်တွေ့နေရတဲ့ကြောက်လေးကိုကျွန်တော်တက်မီလေးနဲ့အခုလိုမျိုးလေး45ဒီဂရီစောင်းပြီးတော့မှထိုးလိုက်မယ်ဆိုရင်ကိုပဲကျွန်တော်တို့ကြောက်စီကိုတွေ့ရတာဖြစ်ပါတယ်အခုလိုမျိုးကြည့်လိုက်တဲ့အခါမှာဒီလိုမျိုးမြင်နေရတဲ့ပုံစံလေးကကျွန်တော်တို့ကကြောက်စီကောင်းနေဆိုတဲ့ပုံစံဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်လည်းပဲတက်မီကိုကျွန်တော်တို့45ဒီဂရီလေးစောင်းထိုးတာပေါ့တဲ့မထိုးဘဲနဲ့ပေါ့နော်အဲ့တော့ဒီကြောက်ကကြောက်စီကောင်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်3သိန်းနဲ့ဝယ်ယူတာဖြစ်ပါတယ် ဝယ်ယူပြီးချက်ချင်းပဲကျွန်တော်တို့ဈေးကွက်တင်တဲ့အခါမှာ9သိန်းဈေးထွက်ပါတယ်။ဘာကြောင့်လဲဆိုတော့ကြောက်စီကောင်းလို့ဖြစ်ပါတယ်။အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်ကြောက်စီအကြောင်းလေးကိုပြောပြတာဖြစ်ပါတယ်။အဲ့တော့အခုဒီမှာကြည့်မယ်ဆိုလို့ရှိရင်တော့ဒီအနေထားဒီဒါကြောက်သားအနေနဲ့ဆိုရင်တော့တိတ်ပြီးတော့မှမကောင်းသေးဘူးပေါ့နော်။အသားနှုတ်သေးတယ်ပေါ့။ဒီဘက်မှာဟိုဘက်မှာအလင်းပါသွားလေးရှိပြီမလဲပဲဒါကျွန်တော်တို့ကနှုတ်ပြီးတော့မှလင်းတာပေါ့နော်။နှုတ်လင်းဖြစ်ပါတယ်။အဲ့တော့အသားကနည်းနည်းလေးနိုင်ပြီမလဲပဲကျွန်တော်တို့ကအပွင့် တားထုတ်လို့မရပါမယ်လည်းပဲအခုလိုလက်ရရမယ်။နောက်ဝါရှာလည်းရနိုင်ပါတယ်။တခြားလိုင်းပဒီလိုင်းလည်းစသည်အဖြစ်ရနိုင်ပါတယ်။အဲ့တော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ကြောက်စီကောင်းတဲ့ကြောက်မလို့ဒီကြောက်ကို3သိန်းနဲ့ဝယ်တယ်။ရောင်းတဲ့အခါမှာတော့9သိန်းရပါတယ်။အဲ့တော့ခုနဝယ်ပြီးပြီးချင်းကျွန်တော်တို့ဒါတင်တဲ့ဈေးပေါ့9သိန်း။ကျွန်တော်တို့ကမရောင်းမနဲ့လက်ရလေးထက်ပြီးတော့မှထည့်လိုက်တယ်။လက်ရလေးထည့်ပေးမယ်လည်းပဲဈေးတန်းကတော့မပြောင်းသွားပါဘူး။ကျွန်တော်တို့9သိန်းပဲရရှိရဖြစ်ပါတယ်။ကြောက်စီနဲ့ကြောက်တန်း ခွဲခြားတတ်တဲ့ဆင်ကိုပဲကျွန်တော်တို့ကအမျက်တွေကိုရအောင်လှုပ်လို့ရပါတယ်အခုဒီနေသားဆိုလို့ရှိရင်တော့ကျွန်တော်ဒါလက်ရလေးအနှဲငယ်ပြန်ထည့်တယ်ပေါ့နော်လက်ရလေးအနှဲငယ်ပြန်ထည့်လဲပဲအဈေးရတော့မပြောင်းတော့ဘူးကျွန်တော်တို့လက်ရကလေးပဲကုံသွားတာပေါ့ဗျာနော်အဲ့တော့ကြောက်စီကြောက်သားခွဲခြားတတ်ရုံနဲ့ကျွန်တော်တို့အမျက်တွေရှာလို့ရပါပြီကြောက်စီကြောက်သားခွဲခြားတတ်ရင်အမျက်ရပြီလို့ ခေါင်းစဉ်လေးပေးထားတဲ့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုအစအဆုံးလိုက်ပါကြည့်ရှုအားပေးကြတဲ့တယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဂျိတ်တန်ရာတွေဒီမှာပြန်လည်တွေ့ကြပါစို့ခင်ဗျာ